ကဘာကြီးရဲ့စွန့်ဟိအနာဂတ်ကိုပြောင်းလဲစေမယ့်ဂျာမနီရဲ့လျော်ဝက်ဆက်ကြီးဂျာမနီရဲ့ဒီဆက်ကြီးနဲ့ဆိုရင်ဒီကဘာလုံးကိုစွန့်ဟိပေးနိုင်တော့မှာပါတိုက်ပံပညာရှင်တွေဟာကဘာအနံပြားမှာတန်ရှင်းတဲ့အကန့်အသတ်စွန့်ဟိကိုရရှိဖို့အမြဲတမ်းကြိုးပမ်းနေကြပါတယ်ဒါပေမဲ့ဂျာမနီမှာတော့စွန့်ဟိကဘာကြီးကိုတိတ်တဆိတ်လှုပ်ခတ်စေခဲ့တဲ့ထူးဆန်းတဲ့ဆက်ကြီးတလုံးချိတ်ပြီးတီထွင်နေခဲ့တာပါဒီစက်ကြီးကတိုင်ပန်စိတ်ကူးရဲ့ဇလန်းတွေကလိုထူးဆန်းနေပေမဲ့တကယ်ကိုအစ်မန်ဖြစ်ပြီးရက်စစ်တားရဲ့အနာဂတ်ကိုပြောင်းလဲဖြစ်နိုင်စွမ်းရှိပါတယ် မယုံနိုင်ပြကောင်းတာကတော့ဒီနိပညာတော်လိုင်းဟာဂျာမနီနိုင်ငံကကန်ယူရန်မြို့လေးတစ်မြို့ဖြစ်တဲ့ Grace War မှာစတင်ခဲ့တာပါပဲ။ရင်တရေးချမ်းတဲ့ Baltic ပင်လယ်ရေပြင်နဲ့ရေအောင်ဆောင်းလမ်းတွေကြားမှာ Plasma ယူဘမီတာဆိုင်ရာ Mac Plan တည်ရှိနေပါတယ်။ဒီနေရာဟာ Windenstein 7H လို့ခေါ်တဲ့ထူးခြားတဲ့စက်ပစ္စည်းတစ်ခုရဲ့ဌာနချုပ်ဆိုရင်လည်းမမပါဘူး။ ဂရိတ်စဝမ်မျိုးကိုရောက်လာတဲ့ဧည့်သည်တွေဟာထူးဆန်းတဲ့အဆောက်အုံတစ်ခုကိုတွေ့ရမှာပါအတွင်းထဲမှာတော့လေပတ်နေတဲ့တန်လိုက်ဆက်ကွင်းတွေနဲ့အပူလုံငဲနေတဲ့ပလတ်စမာရီရဲ့ကဘာတစ်ခုတည်ရှိနေတာပါပဲဒီ project တစ်ခုလုံးကိုတည်ဆောက်ဖို့နှစ်20နီးပါးအချိန်ယူခဲ့ရပါတယ်ဒေသခံအများစုကတော့တစ်ချိန်ချိန်မှာကဘာတိုက်ကြီးတစ်ခုလုံးကိုစွန့်ရင်ပေးနိုင်မယ့်စက်ကြီးတစ်ခုရှိနေတယ်ဆိုတာမသိခဲ့ကြပါဘူး ဒီအဆောင်ဝင်ရတကားတွေကိုတွန်းဖွင့်လိုက်တာနဲ့တမ်မနီဝင်ကဘာလိုဖွဲ့စည်းထားတဲ့ဓာပေါင်းပိုကြီးကိုတွေးရမှာပါဒီဓာပေါင်းပိုဟာ fusion နဲ့ပတ်သက်ပြီးလူအများစုတည်ထားကြတဲ့တရက်တဲ့ဒုံးနဲ့ပုံစံနဲ့မတူပဲလိန်ထားတဲ့မုံနဲ့တနည်းအားဖြင့်မုံကျိုးနဲ့ပုံစံမျိုးရှိပါတယ်ဒါကတော့ stellar radar လို့ခေါ်တဲ့ဒီဇိုင်းဖြစ်ပြီးတချိန်ကတော့လက်တွေ့အသုံးပြုဖို့ရှုပ်ထွေးလို့နဲ့လို့ယူဆခဲ့ကြတာပါရေရိုရှင်းရှင်းပြောရရင်တော့ fusion ဓာပေါင်းပိုတွေမှာအဓိကဒီဇိုင်းနှမျိုးရှိနေတာပါ ပထမတစ်ခုကတိုကာမက်လို့ခေါ်ပါတယ်။ဒါကပုံမှန်တပေါင်းဖိုတွေဖြစ်ပြီးပလက်စမာကိုထိန်းချုပ်ဖို့အတွက်ညီညာတဲ့တိုင်းဆက်ကွင်းတွေနဲ့လျှက်စီးချောင်းကိုအားကိုးရပါတယ်။ ဒုတိယတစ်ခုကတော့ Stellar Radar ပါဒီ Stellar Radar ကတော့ပိုပြီးထူးခြားပါတယ်သူကလျှက်စီးကြောင်းကိုအာမပြုပဲအထူးပြုလုပ်ထားတဲ့တန်လိုက်တွေကိုတုံးပြီးရှုပ်ထွေးတဲ့တန်လိုက်ဆက်ကွင်းတွေကိုဖန်တီးတာပါဒီတန်လိုက်ကွိုင်းတွေကိုအသေးစိတ်တိတိကျကျပုံသွင်းပြီးတိစောက်ထားရပါတယ်တချို့ဝေဖန်သူတွေကတော့ဒီလိုတန်မလီတွေကိုအများကြီးပုံသွင်းမှုမဖြစ်နိုင်ဘူးလို့ထင်ခဲ့ကြပါတယ်ဒါပေမဲ့ဂျာမနီကတော့စိန်ခေါ်မှုကိုလက်ခံပြီးဆက်လုပ်ခဲ့ပါတယ်ဘာလို့လဲဆိုတော့သူတို့မှန်အောင်လုပ်နိုင်ရင်အကျိုးမြတ်တွေအများကြီးရလိမ့်မယ်လို့ယုံကြည်ခဲ့ကြလို့ပါပဲဆောက်လုပ်ရေးလုပ်ငန်းတွေကိုနေထောင်ပြင်းနေတဲ့အစောပိုင်းမှာတိုက်တဆိတ်စတင်နေတာပါ စံခေါ်မှုတွေအထူးပြုပစ္စည်းတွေထူးခြားတဲ့ထုတ်လုပ်မှုလုပ်ငန်းစဉ်တွေနဲ့အဆုံးမဲ့စမ်းသပ်မှုတွေရှိခဲ့ပါတယ်။အင်ဂျင်နီယာတွေကအရာအလုံးကိုပြန်စီစဉ်နိုင်တဲ့အမိုင်းလေးတွေကစဖြစ်မလာအောင်ဂရုစိုက်ခဲ့ကြတာပါ။ကွိုင်းတစ်ခုဟာ10မီလီမီတာရဲ့အစိပ်ပိုင်းလေးလောက်ကွာဟာသွားတာနဲ့တန်လိုက်ဆက်ကွင်းတွေလွဲမသွားပြီး project တစ်ခုလုံးကိုပြန်စီသွားစေနိုင်ပါတယ်။ဒီလောက်ဂရုစိုက်ရပေမဲ့အင်ဂျင်နီယာတွေရဲ့စူးစမ်းမှုကြောင့်ဒိုးတက်မှုကတော့ရပ်တန့်မသွားခဲ့ပါဘူး။ အဖွဲသားတွေကနေရောညပါလုံးလုပ်ခဲ့ကြပြီးဂိုင်းစောရာတိုင်းကိုနှစ်ချိန်စစ်စစ်အကွေးဆန်တိုင်းကိုတိုင်းတာအချိန်ဆက်တိုင်းကိုတိကျအောင်လုပ်ခဲ့ကြပါတယ်။နှောင့်နှေးမှုတွေဖြစ်ပေါ်ခဲ့ပြီးဘတ်ဂျက်တွေတိုးလာခဲ့တဲ့အခါမှာတော့ဝေဖန်သူတွေကဒါဟာတန်ရဲလားလို့မေးခွန်းထုတ်ခဲ့ကြတာပါ။ဒါပေမဲ့သူတေတီတွေကတော့စိတ်သက်မချခဲ့ပါဘူးဒီလိုနဲ့ဖိဖိမမန်အကောင့်တွေပေါ်ခဲ့ပြီးနောက်မှာတော့ Wednesday 7H ကစတဲ့လဲပတ်နိုင်ခဲ့ပြီးဝေဖန်သူတွေကိုပြန်လဲစိန်ခေါ်နိုင်ခဲ့တာပါပဲ2015ခုနှစ်ဒီဇင်ဘာလမှာတော့ plasma စတဲ့လဲပတ်မနစ်ရောက်ရှိလာခဲ့ပါတယ် အဲ့ဒီတော့ကအထူးဆန်းတဲ့ဒီဆက်ကြီးကတကယ်ပဲလဲနိုင်မလားဆိုပြီးတော့စိုးရိမ်ခဲ့ကြတာပါ။ဒေပန်ပညာရှင်တွေလည်း monitor တွေတန်းစီထားတဲ့ထိန်းချုပ်ခန်းတွေမှာစူဝေးခဲ့ကြပါရီ။ခလုတ်တွေကိုနှိပ်အကြပြမှုတွေကိုစစ်ဆေးပြီးနောက် plasma စတင်လဲပတ်ခဲ့ပါရီ။ဖန်သားပြေတွေမှာမိန်ဖြော့ဖြော့အလင်းရောင်တစ်ခုလင်းလာခဲ့ချိန်မှာတော့ခန်းမတစ်ခုလုံးဝမ်းသာအားရအဟစ်တန်တွေနဲ့ဖုံးလန်းသွားခဲ့တာပါ။ဒီကနေ့တားလေးအတွင်းမှာပဲ Wenstein 7H ဟာသူ့ကိုယ်သူတက်တည်ပြခဲ့ပါတယ်။ဒီစမ်းသပ်မှုဟာပုံမှန်ကြီးကျတဲ့ဘန်းနိုင်စီတို့ဥတည်တဲ့ခြေလန်းလေးတွေသာဖြစ်ပေမဲ့ အဖွဲ့သားတွေအတွက်တော့နေပေါင်းများစွာဂရုတစိုက်ဒီဇိုင်းဆွဲခဲ့တာတွေအချိန်ဤမဖြစ်ခဲ့ဘူးဆိုတာကိုအတိအပြုပေးခဲ့တာပါပဲ။လေဘတ်တွေနဲ့တောက်ပါတဲ့ဒံငွေတွေကနေတိတပံရောက်ခဲ့ပြီဆိုတဲ့အချက်ပြမှုလည်းဖြစ်ပါတယ်။တရေနာနာတွေကဒီအောင်မြင်မှုကိုအတူတူဖော်ပြခဲ့ပေမယ့်လူအများစုရဲ့အာရုံကိုတော့မဖန်ဆားနိုင်ခဲ့ပါဘူး။အမေလိုလဲဆိုရင်လက်တွေမှာအတော့ဝင်ဖို့ဝေးกว่าနေလုံလို့ဖြစ်ပါတယ်။နောက်တစ်ခုက Stellar Radar Fusion အကြောင်းကိုလူတွေသိမရင်းနေသေးလို့ပါပဲ။ဒီလိုရှုပ်ထွေးတာတွေကိုဘာလို့လုံနေရတာပါလဲ။ အကြောင်းကတော့ fusion ကရုပ်ကြွေးလောင်စာတွေမပေးနိုင်တာတွေကိုပြီးစွမ်းနိုင်လို့ပါပဲနေကိုမြောင်ကြည့်ပါပြင်းထန်တဲ့ဖိအားအောက်မှာ hydrogen atom တွေကိုပေါင်းဆက်ခြင်းဖြင့်စွမ်းရင်ရရှိနေတာပါကမ္ဘာမြေပေါ်မှာဒါကိုပြန်ဖန်တီးတာကတော့ hydrogen ရဲ့ isotope တွေကိုအသုံးပြုပြီးအကန့်အသတ်နဲ့စွမ်းရင်ကိုထုတ်ယူတာပါပဲပေါင်းဆက်လိုက်တဲ့အခါသူတို့ဟာကြီးမားတဲ့စွမ်းရင်ပြင် andre မရှိတဲ့ helium ကိုပါထုတ်လွှတ်ပါတယ်ဒီလုပ်ငန်းစဉ်က carbon dioxide လုံးဝမထုတ်လွှတ်တဲ့အတွက်ပျက်စီးယိုယွင်းမှု andre လည်းမရှိပါဘူး အရင်တုန်းကတော့လူတွေက fusion swing ဆိုတာရုပ်ရှင်တွေကလိုမျိုးတကယ်လက်တွေ့မှာဖြစ်လာဖို့ဆိုတာနှစ်30လောက်အချိန်ယူရအောင်မယ်လို့ထင်ပြီးပယ်ချခဲ့ကြတာပါ။ဒါပေမဲ့အခုလုံနေတဲ့စမ်းသပ်မှုအသစ်တွေကြောင့် fusion swing ဆိုတာတကယ်ဖြစ်လာနိုင်ချေပုံနီးစပ်လာနေပြီလို့ဆိုရမှာပါပဲ။ဒီနေ့ပညာသာအောင်မြင်သွားရင်တော့ကမ္ဘာကြီးရဲ့ swing ကဏ္ဍလေးပြောင်းလဲသွားမှာဖြစ်ပါတယ်။ Made in Germany ဆိုတဲ့စာတမ်းလေးကကမ္ဘာပေါ်မှာနာမည်ကြီးပါတယ်။ အသေးစိတ်ကြမှုကြီးကြမှုစနစ်ကြမှုကြာရှည်ခံမှုတွေကြောင့်ပါအဲ့ဒီကုန်တဲ့တိုင်းမှာပဲ Wellness Time 7H ရဲ့တည်ဆောက်မှုတွေကလည်းဂျာမနီရဲ့ရည်သွေးတိုင်းတိတိကျကျဖြစ်ပါတယ်။ပြောရရင်ဒီဆက်ကြီးကဂျာမနီရဲ့ကုန်တဲ့ကိုပိုလင်းအောင်လှုပ်ပေးမဲ့မီးရှို့တိုင်လိုပါပဲ။ဓာတ်ပေါင်းမှုရဲ့တန်လိုက်တွေဟာမိုက်ခရိုစကုပ်နဲ့ကြည့်လိုက်ရင်တော့တိတိကျကျရှိနေရပါတယ်။အဲ့လိုဖြစ်ဖို့ဆက်ရဲ့အစိပ်ပိုင်းတွေကိုမတက်ခင်စွမ်းအားမြင့်တဲ့သုံးမှတ်မြင်လေးစားစကန်ပြုလုပ်ခဲ့ရတာပါ။ ဘော့ဘ်တွေ၊နက်တွေ၊ဘရက်ကတ်တွေ၊လေယာဉ်အိုးတွေတက်တော့လေမီလီမီတာမလွဲရအောင်အသေးစိတ်ချိန်ကြီးမှုတွေလုပ်ခဲ့တာဖြစ်ပါတယ်။နောက်ပြီး cryogenic စနစ်ဆိုရဲအစင်းမြင့်အပူတိုင်းစနစ်တွေလည်းထည့်သွင်းထားပါတယ်။ဒီစနစ်ရဲ့အစိပ်ပိုင်းတိုင်းကခင်မီတဲ့ဖြည့်ရှင်းမှုတွေလိုအပ်ခဲ့တာပါ။နောက်ဆုံးမှာတော့ဒီ project ဟာအမြင့်ဆုံး engineer ပညာရဲ့ပြောင်းရုပ်တစ်ခုဖြစ်လာခဲ့ပါတယ်။2022ခုနှစ်စံသတ်မှုမှာတော့ Wednesday 78ရာ plasma လေပတ်မှုကို10မိနစ်ကြာတဲ့အထိထိန်းနိုင်ခဲ့တာပါအဲ့ဒါကစောင့်ကြည့်လေ့လာသူတွေကိုတော့အံ့ဩသွားစေပါတယ် fusion သုတေသနမှာစကန်အနည်းငယ်ပဲတည်ငြိမ်နေအောင်အံ့ဩစရာကောင်းနေပါပြီ။ရှမနီဆိုတဲ့အချိန်ကအပြင်လောကမှာဘာမှမဟုတ်ဘူးထင်ရပေမဲ့ fusion လောကမှာတော့အမှတ်တိုင်ကြီးတစ်ခုပါပဲ။ဒီအောင်မြင်မှုက stellar radar သဘောတရားဟာ theory တသက်မဟုတ်ဘူးဆိုတာကိုပြသခဲ့ပါတယ်။အကန့်အသတ်ရှိတဲ့စွမ်းရည်နဲ့မတူတဲ့ထိန်းချုပ်မှုနဲ့စွမ်းရည်ကိုလည်းပြသနိုင်ခဲ့တာပါ။ Tokamak Fusion ကမတည်ငြိမ်မှုတွေနဲ့ရင်ဆိုင်နေရချိန်မှာ Wenstein 7H ကတော့တောက်ပါတဲ့အနာဂတ်ကိုပြသနိုင်ခဲ့ပါတယ်။ ယူမဗေဒပညာရှင်တွေကအပူချိန်တိတ်သီးသားနဲ့တန်းလိုက်ဆက်ကွင်းချက်လက်တွေကိုအချိန်နဲ့တပီးညီစောင့်ကြည့်ခဲ့ကြပြီးသူတို့အိမ်မက်ထဲမှာသာရှိခဲ့ပူတဲ့တည်ငြိမ်တဲ့စွမ်းဆောင်တွေကိုမျက်မြင်ကိုတွေ့မြင်ခဲ့ကြရတာပါသူတို့ရဲ့လက်ဆင့်ကမ်းဖြန့်ဝေမှုကြောင့်ဒီအကြောင်းကိုကဘာကလည်းသိလာခဲ့ရပါတယ် ရှင်းမလဲဆိုတာဇာတ်လိုက်လည်းပတ်ဖို့လိုအပ်တဲ့ဒါဖိတ်ကိစ္စမှာတိုးတောင်းတယ်လို့ထင်ရပါတယ်။ဒါပေမဲ့ fusion lock မှာတော့ကြီးမားတဲ့အောင်မြင်မှုတစ်ခုပါပဲ။ဒါက plasma ကိုထိန်းချုပ်တာဟာစကမိုင်းဂိမ်းတသက်မဟုတ်တော့ဘူးဆိုတာကိုပြသနေပါတယ်။ဒါဟာစွမ်းအင်ပမာဏနဲ့ level chain တွေကိုတိုးမြင့်မှုအခြေခံအုတ်မြစ်ကိုချပေးလိုက်တာဖြစ်ပါတယ်။အဲဒီနေတူအနာဂတ်ရဲ့လျှက်စစ်ကဏ္ဍအတွက်ဒေါ်လာကြီးတမိုင်းလေးဖြစ်လာခဲ့တာပါ။ဒီအောင်မြင်မှုကကံကောင်းတာတတတော့မဟုတ်ပါဘူး။ဒါပင်ပင်ပန်းပန်းဒီဇိုင်းထုတ်ခဲ့ရတဲ့ရာလည်းပါပဲ ဇာတနိုင်းစကန်နိုင်းဟာအကန့်အသတ်နဲ့တန်ရှင်းစွမ်းရည်ရရှိရေးအတွက်ရှေ့ကိုတလန်းတိုးခြင်းဖြစ်ခဲ့ပါတယ်။နိုင်ငံတကာဖျူရှင်ဘွဲ့တွေကတော့ဒီဆက်ကိုချက်ချင်းဖြစ်လာမဲ့ဂိမ်းချိန်ချာအနေနဲ့မတတ်မတ်ချသေးပါဘူး။ဒါမင်းရဲ့ဒီဆက်ရဲ့စွမ်းဆောင်ရည်ကတော့တန်ရဝင်ခဲ့သူတွေဝေဖန်သူတွေကိုအတန်ထိတ်သွားစေခဲ့ပါတယ်။ဒီချိန်မှာပဲအမေရိကန်တရုတ်ဂျပန်နိုင်ငံအပြင်တခြားနိုင်ငံတွေကစွမ်းရည်ကျွမ်းကျင်သူတွေကဂရစ်ဝါကိုရောက်လာပြီးဒီဆက်ကြီးကိုလေ့လာခဲ့ကြတာပါ။စွမ်းရည်ညီလာခံတွေမှာလေစတီလာရီတားရဲ့ချိန်ကပ်မှုအပေါ်စိတ်ဝင်စားမှုအပြည့်ဖြစ်လာခဲ့ပါတယ်။ နောက်ပြီးတိုကာမန်အခြေပြု fusion project တွေကတော့ဒီစက်ကြီးကစွမ်းရည်တွေကိုတည်တည်ငြိမ်ငြိမ်နဲ့ဘယ်လိုထိန်းသိမ်းနေခဲ့တာလဲဆိုပြီးလေ့လာခဲ့ကြတာပါရုပ်တရက်ပဲအရင်ကလက်လူရှုခံရတဲ့ဒီ project ကအစိုးရ agency တွေနိုင်ငံတကာယင်းနှီးမြှုပ်နှံသူတွေရဲ့မျက်စိကျတာကိုလည်းခံလာရပါတယ်ဂျာမနီကတော့မဖြစ်နိုင်ဘူးလို့ဝန်ဖန်ခံခဲ့ရတဲ့ project ကနေအကျိုးအမြတ်တွေလည်းရလာခဲ့တာပါကမ္ဘာတွင်းကစွမ်းရည်အင်ဂျင်နီယာတွေကလည်း fusion တပ်ပေါင်းဖို့တွေဟာဒိုနက်ပုံစံမဟုတ်ပဲ stellar radar ခက်လင်လင်ပုံနဲ့လည်းအလုပ်ဖြစ်သားပဲဆိုပြီးပြောင်းလဲလာခဲ့ပါတယ် ဆယ်စုနှစ်များစွာကြာကဘာကြီးကအိုက်တာလိုကြီးမားတဲ့ထုတ်ကမ်းမဲ့ပူပေါင်းဆောင်ရွက်မှုတွေပေါ်ပဲမျှော်လင့်ချက်ထားခဲ့ကြတာပါကြီးမားတဲ့ဘတ်ဂျက်တွေနိုင်ငံပေါင်းများစွာနဲ့နေပေါင်းများစွာလေ့လာခဲ့တဲ့ဒီဇိုင်းတွေပါပဲဒါပေမဲ့ Wenstein 78ရဲ့ဒုတိယမူကတော့ဗီယက်နမ်ရဲ့မတူချိန်မှုတွေမရှိပဲပုံမူကြာရှိတဲ့ plasma လေပတ်မှုတွေကိုပြသခြင်းဖြင့်ပြန်လည်ဆန်းစစ်မှုတစ်ခုကိုဖြစ်ပေါ်စေခဲ့ပါတယ်ဒါက stellar radar တွေကိုပြန်လည်အလေးနဲ့ထည့်သွင်းစဉ်းစားလာစေခဲ့ပါတယ်အစိုးရတွေကလည်းတခြား fusion သုတေသနတွေအတွက်ရန်မုံငွေတွေစတင်ချထားပေးခဲ့ပါတယ် တချိန်ကတိုကာမတ်လုပ်ငန်းတွေအတွက်ပဲစိတ်ဝင်စားခဲ့တဲ့ပေါ်လီယာကုမ္ပဏီတွေကလည်းပုံမှန်သိငယ်ပြီးစီမံခန့်ခွဲရလွယ်ကူတဲ့ Stellar Rarity စောင့်နိုင်ကြီးကိုစူးစမ်းခဲ့ကြတာပါစွမ်းရည်စကားဝိုင်းတွေကလည်းဘယ်ချိန်မှစွမ်းရည်အသက်တင်ထုတ်လုပ်နိုင်မလဲကနေဒီလမ်းကြောင်းတစ်ခုဘလို့ပုံမကောင်းပုံအောင်လုပ်နိုင်မလဲဆိုတဲ့မေးခွန်းတွေစီပြောင်းလဲသွားခဲ့ပါတယ်။ Stellar Radar Fusion တွေကကိုယ့်ရဲ့ခြံဝင်းတွေကိုမရောက်လာဘူးလို့လည်းမပြောနိုင်ပါဘူး။ဒီပညာသာကောင်းကောင်းအလုပ်ဖြစ်ခဲ့ရင်မိသားစုသုံး Stellar Radar လေးတွေလည်းရှေ့ကောင်းရှိလာနိုင်ပါတယ်။ ဥပမာပြောရရင်ကွန်ပျူတာတွေစပေါ်တုန်းကလူတွေနဲ့ဂရင်းတွေနဲ့မားရတဲ့အထိကြီးကြတာပါအခုတော့ကွန်ပျူတာတွေဘယ်အထိနေရာဆန့်နိုင်နေပြီလဲဆိုတော့အားလုံးအထိပဲဖြစ်ကြောင်းဝေးမြလိုက်ရင်ဗီဒီယိုလေးကိုညီကုန်ချုပ်လိုက်ပါတယ်အဆုံးလေးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ